မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့နယ်ဘက်ကနေမိုးမောင်းမြို့နယ်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့တင်ကားများပါဝင်တဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ကြောင်းကို KIA ကကြားဖြတ်တိုက်ခိုက်နေပြီးတော့တိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ15ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာဗမာမျိုးနယ်ဘက်ကနေမိုးမောင်းမျိုးနယ်ဘက်ကိုစစ်ကြောင်းထိုးလာခြင်းဖြစ်ပြီးတော့မိုးမောင်းမျိုးနယ်ခွနာမိုင်အနီးမှာ KIA ကကြားဖြတ်တိုက်ခတ်ပြီးတော့တိုက်ပွဲစတင်ဖြစ်ပွားကဒီကနေ့ဇွန်လ16ရက်နေ့အထိကိုတိုက်ပွဲတွေပြင်းထန်နေကြောင်းသိရှိရပါတယ်။လက်ရှိအချိန်ထိကိုတိုက်ပွဲတွေပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့တော့လဲအရင်အတွက်ကတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။ဗမာကနေမိုးမောင်းဘက်ကိုစစ်ခွဲတွေတင်ကားတွေနဲ့ထိုးစစ်ဆင်လာတဲ့ မနေ့ကညနေပိုင်းကနေစပြီးတော့ဒီကနေ့မနက်ပိုင်းအထိကိုမိုးမောက်9မိုင်နားမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ KICA သတင်းအရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်အီလာလီဒတ်အတွင်းကိုရှော့တိုက်ဒုံကြားရောက်ပောက်ကွဲခဲ့ပြီးတော့ထိခိုက်မှုများရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇွန်လ16ရက်နေ့မနက်7:45မိနစ်အချိန်မှာနေပြည်တော်အီလာလီဒတ်အတွင်းကိုရှော့တိုက်ဒုံများကြားရောက်ပောက်ကွဲခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် ရှော့တိုက်ဒုံပောက်ကွဲမှုကြောင့်ထိခိုက်မှုများရှိခဲ့ပြီးအသေးစိတ်ကိုတော့ဆက်လက်ပြီးတော့စီစစ်နေသေးဖြစ်တယ်လို့သိရပါတယ်။ဒီကနေ့မနက်8:45မိနစ်မှာရှော့တိုက်ဒုံလို့ယူဆရတဲ့လက်နက်ကြီးနေပြည်တော်အီလာလေးတပ်အတွင်းကိုကြားရောက်ပောက်ကွဲခဲ့ပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။တော်လိုက်ရဲ့သတင်းအင်းမြင့်များထံကိုဆက်သွယ်မေးမြန်းကြည့်ရမှာနေပြည်တော်အခြေစိုက်တော်လိုက်ရဲ့တပ်ဖွဲ့တချို့ထံမှာ short တိုက်ဒုံများရောက်ရှိနေပြီးတော့မြေသည့်အဖွဲ့ကတိုက်ခိုက်တယ်ဆိုတာကိုတော့မသိရသေးကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့လာရှိုးမျိုးကြဆုံးမာကိုအကြမ်းဖက်စစ်ကောင်စီကစိုးရိမ်နေပြီးတော့ခံစစ်ပြင်ဆင်မှုအတွက်ဆာလာအိမ်များကိုလေရင်နဲ့တောင်ပို့ဆောင်နေကရခင်ကတော့စစ်သားများဟာဘန်ကာကိုဆောက်လုပ်ဖို့အတွက်ကိုစည်းအိမ်နဲ့ကိုသားဝယ်ယူနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်စီကလာရှိုးမှာခံကြုပ်များဘုံခိုကျင်းများပြုတ်လုပ်ရမှာအသုံးပြုရန် ဆာလာအိမ်များကိုလေရင်နဲ့တကူးတကဝယ်ယူပြီးတော့ပို့ဆောင်ပေးနေခြင်းဖြစ်ပြီးတော့လာရှိုးမျိုးကြာဆုံးမှာကိုစိုးရိမ်နေကြကြောင်းသိရှိရပါတယ်။ရခင်ကအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာခံကြုံများပြုတ်လို့ရန်အတွက်မိမိရဲ့ရိတ်ခါဇေယိတ်ထဲကနေပြီးတော့ဝယ်ယူပြင်ဆင်ခဲ့ရခြင်းဖြစ်ပြီးတော့လက်ရှိအချိန်ဒီမှာအကြမ်းဖက်စစ်ကောင်စီကလာရှိုးမျိုးကြာဆုံးမှာကိုပူပင်နေတဲ့အတွက်ဆာလာအိမ်များကိုတောင်တီးတက်ဝယ်ပြီးတော့ပို့နေရတဲ့အနေအထားဖြစ်လာခြင်းဖြစ်တယ်လို့သိရပါတယ်။အခုတော့စစ်ကောင်စီအနေနဲ့ကအတော်လေးကိုလာရှိုးအနေအထားကိုကြောက်နေပုံရတယ်ကြာမှာစိုးလို့ဆာလာအိတ်တွေကိုတောင်မှ ဝယ်ပြီးတော့ပို့ရတဲ့အနေအထားမျိုးကိုရောက်သွားပြီအရင်ကအောက်ခြေကစစ်သားတွေကစစ်တိုက်တာတော့မှကိုရမယ်ကိုရဲ့ဇေယိတ်ထဲကနေပြင်ဆင်ပြီးတော့ထည့်ရတာဆိုတော့အရင်တော့ကကျွန်တော်တို့ဆိုရင်လည်းမကြိုက်ဘူးအရင်ကရိတ်ခါအိတ်တွေတဲကပီနန်အိတ်ခွန်တို့ကလဘဲထည့်တဲ့ဂုံဒီအိတ်ခွန်တို့ရရကိုညှက်ပြီးတော့တုံးရတာဒါပေမဲ့မလုံလောက်ဘူးဝယ်ပြီးတော့တုံးရတာပါပဲအခုတော့စစ်တပ်ကအမြင်မှန်နေရလာတာဒီကောင်တွေတေးတာအကြောင်းမဟုတ်ဘူးတော်ကြကြရင်ဘန်ကာမကောင်းလို့စခန်းတွေကျပါတယ်လို့ဆိုရင်ငါတို့ပဲတိတ်ခါကြမယ်ဘန်ကာတော့ကောင်းကောင်းမရှိဘူးဆိုပြီးတော့ဆော့ဖောင်းကထုအောင်မယ် ီကောင်လေးကိုစာလာအိတ်ဘိုးလောက်တော့ဝယ်ပေးမှကိုရတော့မယ်ငါတို့ဘက်ကဝယ်ပေးထားတယ်နော်အေးစခန်းကြရင်ဒီကောင်လေးကိုငါတို့ထောင်းမယ်ဆိုတဲ့အကွက်မျိုးတွေတုံးလာတာလို့စီဒီယံဘိုးကြီးဇေယောကတုံးသက်ပြောဆိုထားပါတယ်ခန်းစစ်စခန်းတွေအတွက်အသုံးပြုရမှာစာလာအိတ်များဟာဆွေးလွယ်တဲ့အိတ်များဖြစ်တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီကစစ်သားများရဲ့အတက်ကိုအမှန်တကယ်အလေးထားပါကပို့ပြီးတော့အကြမ်းခံပြီးကောင်းမွန်တဲ့အမြင်အားဖြင့်လဲခန့်ညားတဲ့ ဘီလမ်းမြေအိတ်များကိုပေးရမှာဖြစ်တယ်လို့သိရပါတယ်။စီဒီအမ်ဘိုကြီးဇင်ရော်တို့တာဝန်ထမ်းဆောင်တဲ့အချိန်တုန်းကကိုစည်းင်းနဲ့ကိုဝယ်သုံးတဲ့အခါမှာဆာလာအိတ်များထက်ပုံမှန်ကောင်းမွန်တဲ့ဘီလမ်းမြေအိတ်များကိုသာအသုံးပြုခဲ့တယ်လို့စီဒီအမ်ဘိုကြီးဇင်ရော်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဒီကနေ့မနက်ပိုင်းကနေစတင်ပြီးတော့လာရှုံမြို့အပြင်ဘက်ပြည်တော်စုလမ်းမပေါ်ကမဲဟန်ကျေးရွာမှာကိုကန့်တက်နဲ့စစ်ကောင်စီတို့တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့မဲဟန်ဂိတ်အထိကိုကိုကန့်တက်တွေကတိမ့်ပတ်ရရှိထားပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ့်တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့လက်နက်ကြီးတွေနဲ့စစ်ကောင်စီဘက်ကပြစ်ကူပေးခဲ့တယ်လို့လေးချောင်းနဲ့ပါတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်လက်ရှိမဲဟန်ကျေးရွာတွေက BOC စီဆိုင်အပါအဝင်စီဆိုင်အများအပြားလက်နက်ကြီးထိမှန်ထားပြီးတော့နေအိမ်အများအပြားလည်းထိခိုက်ပျက်စီးထားတယ်လို့သိရပါတယ် အပြစ်ရမယ်လို့ပြောဆိုနေကြပေမဲ့မြေပြင်မှာတော့တိုက်ပွဲဟာပုံမပြင်းထန်လာပြီးမြို့တွင်းထဲမှာလည်းလက်နက်ကြီးကြားရောက်တာတွေရှိပေမဲ့ထိခိုက်ပျက်စီးမှုကိုတော့မသိရသေးဘူးလို့ပြောပါရယ်လက်ရှိလာရှုံမြို့ထဲမှာဖုန်းလိုင်းတွေပြတ်တောက်နေပြီးတော့ငားရခွန်တပ်ပတ်မှာလည်းပြစ်ခတ်မှုတွေဇက်တိုက်ရှိနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆလာပီတင်ဆက်ပေးရမယ်သတင်းကတော့စခန်းသိမ်းတိုက်ပွဲတွေဖြစ်ပွားနေတဲ့မန္တလေးကနေမန္တလေးဘက်စီကိုဆက်သွယ်ထားတဲ့လမ်းကြောင်းပေါ်ကရွှေကျင်စစ်ဆေးရေးဂိတ်ကိုစစ်ကောင်စီကပိတ်ဆို့ထားလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် ရွှေချင်းစစ်စေးရိတ်ဂိတ်ဟာမန္တလေးမရီယာမိုးကုတ်မန္တလေးမြကြီးနားလမ်းပိုင်းပေါ်မှာရှိတာဖြစ်ပြီးတော့မန္တလေးမြို့ဝင်မြို့ထွက်ဂိတ်တစ်ခုဖြစ်တယ်လို့သိရပါဗါးအဲ့ဒီလမ်းပိုင်းကသွားလို့မရတော့ဘူးမန္တလေးအထွက်ကနေကိုလိုင်းကားတွေကိုပေးကုန်မဖြတ်တော့တာလို့မန္တလေးမြကြီးနားခရီးသည်တင်ရင်လိုင်းပြေးဆွဲသူတို့ကပြောပြခဲ့ပါဗါး ခရီးတဲ့ရင်ရင်လိုင်းတွေမကပဲနဲ့အိမ်စည်းကားတွေနဲ့စိုင်းကယ်တွေကိုပါပေးမဖြတ်တော့တာလို့သိရပါတယ်။ရွှေချင်းဂိတ်ကိုပိတ်ထားတာဟာတပတ်ခန့်ရှိလာပြီဖြစ်ပြီးတော့အရင်ကဂိတ်ကိုရှောင်ပြီးရက်ွက်ထဲကလမ်းတွေကနေတွားလို့ရပြီမယ်။အခုရှောင်ကွင်းလမ်းတွေကိုပါပိတ်ပင်လိုက်တယ်လို့ဆိုပါတယ်။တောင်ပြုံကြာနေကန်ထီတော်မိုးလင်းမွေချောင်းဝတုံတွေမြကန်သာအောင်တပြေစတဲ့ခြေွာတွေကိုပါတွားလာခွင့်တွေပိတ်ပင်လိုက်တာလို့ဆိုပါတယ်။ ဒေသခံပြည်သူတွေဟာအဲ့ဒီကြေးရွာတွေကနေမန္တလေးမြို့ပေါ်ကိုဆိုင်ကယ်နဲ့နေချင်းပြန်လာရောက်ပြီးတော့အလုတ်လုတ်ကိုင်းနေကြရတာဖြစ်ပြီးတော့လက်ရှိမှာအလုတ်ရန်နာထားတဲ့သူတွေလည်းရှိနေတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ဟာမရယာမြို့အဝင်ထွက်တွေကိုလည်းပိတ်ထားတယ်လို့မန္တလေးမရယာလမ်းပိုင်းတစ်လျှောက်ကိုလည်းတွာလာခွင့်တွေပိတ်ဆို့ထားတယ်လို့သိရပါတယ်မရယာကနေမန္တလေးမြို့ထဲကိုဝင်ရောက်နိုင်တဲ့အဓိကဝင်ပေါက်ဖြစ်တဲ့ရွှေကျင်ဂိတ်ကျေးရွာရှောင်းလမ်းတွေရဲ့အဝင်အထွက်တွေကိုပါပိတ်လိုက်တယ်လို့သိရပါတယ်။ဒါအပြင်ရွှေကျင်ဂိတ်ဘေးမှာရှိတဲ့မန္တလေးတောင်ပေါ်က ေးဆိုင်ဒန်းတွေကိုဖယ်ရှားခိုင်းပြီးတော့တောင်ပေါ်အတက်ဆင်းလမ်းကိုလည်းပိတ်ထားတယ်လို့သိရပါတယ်။တောင်ပေါ်မှာစစ်ကောင်စီတပ်ကအင်အားအလုံးရင်ချထားပြီးတော့ခံတပ်တပ်ဖွဲ့ပြစ်လုံနေကြတယ်လို့ဒေသခံတွေကပြောပါတယ်။မန္တလေးနဲ့-၃၀အကွာမှာရှိတဲ့မရိယာမြို့နယ်အတွင်းကစစ်ကောင်စီတပ်စခန်း25ခုကျော်ကိုပြီးခဲ့တဲ့ဇွန်လ25ရက်ကစတင်တဲ့ထိုးစစ်မှာမန္တလေး PDF ကတင်းယူပေးတဲ့နောက်စစ်ကောင်စီကအခုလိုပြင်ဆင်မှုတွေလုပ်လာတာလို့သိရပါတယ်။ မန္တလေးမြို့ပေါ်မှာလည်းအထက်မြင့်အဆောက်အုံတွေဖြစ်တဲ့ဈေးကြို မန်းပလာဇာအပေါ်ဆုံးတက်အပါဝင် အခြားအဆောက်အုံအမြင့်တွေပေါ်မှာစစ်ကောင်စီတပ်ကနေရာယူစောင့်ကြည့်နေတယ်လို့ဒေသခံတွေကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ရဲ့တခုတည်းသောစစ်အုပ်ချုပ်ရေးအမိန့်ကြီးညာခြင်းခံထားရတဲ့ရေးမြို့နယ်မှာစစ်ကောင်စီကစစ်မှုထမ်းတင်တန်းစင်းတပ်သားတွေနဲ့နယ်မြေရှင်းလင်းနာတွေကိုလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် ပြီးခဲ့တဲ့ဇွန်လ28ရက်နေ့ကတိုင်းစစ်ဌာနချုပ်အလိုက်နယ်မြေခံတင်တန်းကျောင်းတွေမှာစစ်မှုထမ်းအပတ်စဉ်တင်တန်းဆင်းခဲ့ကြတဲ့တပ်သားတွေကိုစစ်ကောင်စီကဇွန်လလဇန်းမှာတိုက်ပွဲဖြစ်ခဲ့တဲ့နေရာဒေသတွေနဲ့အင်အားလိုအပ်နေတဲ့နေရာတွေကိုတမ်းပြီးတော့ပို့ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထဲမှာရေးမြုံနယ်မှာရှိတဲ့စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ16လဲပါဝင်ပြီးတော့တင်တန်းစင်းတပ်သားတွေကိုရေလမ်းကြောင်းကနေတဲ့ဆင့်အရသာကားတွေကိုအသုံးပြုပြီးတော့ပို့ဆောင်ခဲ့တယ်လို့ဒေသခံတအုပ်ကပြောပါတယ်။သူတို့အဓိကကရေလမ်းကြောင်းကိုပဲအားကိုးတာ ကုန်းလန်းဘက်ကတော့မလွယ်တော့ဘူးအရက်သားကားတွေကိုယူပြီးတော့သူတို့လူတင်သွားတာပေါ့မင်းကတော့စကခ16တဲ့ကိုဝင်းနေစကခ16ကနေပြီးတော့ပြန်ဖြတ်လာတာအခုတရင်တရင်ကိုသူတို့ပုတ်လာရင်ခံမှန်းကြီးအယောက်90တရားဝင်းကျင်ပေါ့ကျွန်တော်တို့နားမှာတရင်3ရင်းရှိတယ်ဒီဘက်ကိုရောက်လာတာကနှစ်ပတ်လောက်ပဲရှိသေးတယ်လို့ပြောဆိုခဲ့ပါတယ်တစ်ဖက်မှာတော့ငโกအင်အားတွေနဲ့အစ်တရောက်လာတဲ့အင်အားတစ်တွေပူပေါင်းပြီးတော့တက်ပြင်ထွက်က ရွာအဝင်ထွက်တွေလမ်းမတွေပေါ်မှာစစ်ယူနီဖောင်းတွေဝတ်ပြီးတော့လုံခြုံရေးကိုအကြောင်းပြချက်နဲ့စစ်ဆေးလာတဲ့အတော့ပြည်သူတွေဟာစိတ်အနှောက်အယှက်ဖြစ်နေရတယ်လို့ဒေသခံတွေကဆက်ပြောပါတယ်။မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ပြောရေးဆိုခွင့်ရှိသူနိုင်နဂါးကလည်းတပ်သားတစ်တွေကိုဒမင်းစိတ်ကြားတန်းဘက်ကနေလမ်းကြောင်းအစ်စ်တွေနဲ့ရေးမြုံနယ်တဲကိုဝင်လာပြီးတော့အရက်သားတွေရဲ့အုတ်တဲတဲ့တဲတဲတဲကားတွေနဲ့ အတင်းအဓမ္မခေါ်ယူအသုံးပြုကတင်းဆောင်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါပေမဲ့ရေးဘက်ကိုပို့ဆောင်ခံရတဲ့တင်နန်းစင်းတပ်သားတစ်တွေဟာဘယ်ဒေသကစစ်တင်နန်းចောင်းစင်းနေလဲဆိုတာကိုတော့မသိရပါပေမဲ့ရေလန်းကနေတင်မော်3-4စီးနဲ့ရန်ကုန်ဘက်ကနေလာကြတာလို့ကြားမိပြီးတော့ဝဲကလီဘက်ပါမပါတော့မသိရသေးဘူးလို့သူကပြောပါတယ်။စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းတင်နန်းစင်းတွေကိုပြီးခဲ့တဲ့ဇွန်လ28ရက်နေ့ကလေးကတပ်ဆိုင်ရာတိုင်းစစ်ဌာနချုပ်တွေရဲ့ကုတ်ကဲမှုအောက်မှာရှိတဲ့ခြေလင်းခြေမြန်တိုက်ရင်တွေမှာခွဲဝေပြောင်းရွှေ့ဖို့အတွက်လျှို့ဝှက်ညွှန်ကြားထားတယ်လို့သိရပါဗါတယ်။အဲ့ဒီထဲမှာရင်းမြုံနယ်အခြေဆိုင်စကခ19ကုတ်ကဲမှုလက်အောက်မှာရှိတဲ့ခြေလင်းခြေမြန်တိုက်ရင်တွေမှာတပ်သား340ကျော်ခွဲဝေပို့ဆောင်ရမယ်ဆိုတဲ့ညွှန်ကြားချက်လည်းပါဝင်တယ်လို့သိရပါဗါတယ်။နိုင်နဂါကတော့စစ်ကောင်စီတပ်ဟာရင်းမြုံနယ်တဝိုက်မှာ တပ်အင်အားတွေပူးပေါင်းပြီးတော့လုံခြုံရေးတင်းကျပ်တာတွေနယ်မြေရှင်းလင်းရေးကိစ္စတွေစတင်လှုပ်ရှားလာပြီလို့ပြောပါတယ်စစ်ကောင်စီတပ်တွေကအစ်စ်ရောက်ရှိလာတဲ့အင်အားနဲ့ငိုလက်ရှိအင်အားအဟောင်းတွေပေါင်းပြီးတော့ရင်းမြို့နယ်တဝိုက်မှာသူတို့လုံခြုံရေးကင်းတွေပို့ပြီးတော့လှုပ်လာတယ်ပြည်သူတွေကိုစစ်ဆေးမေးမြန်းမှုတွေပို့ပြီးတော့လှုပ်လာတယ်ခြံတွေတဲ့အထီကိုသွားပြီးတော့ပြည်သူတွေရဲ့ဖုန်းတွေကိုစစ်တယ်မြို့အဝင်အထွက်တွေမှာလည်းအင်အားတွေပို့ချထားတယ် အရင်ကမလုပ်ဖူးခဲ့တဲ့မြန်မြန်ရှင်းလင်းရေးကိစ္စတွေလည်းစတင်ပြီးတော့လှုပ်ရှားလာတာတွေ့တယ်လို့ပြောဆိုခဲ့ပါဗျ။ရင်းမြုံနယ်ဟာစစ်ကောင်စီရဲ့စက္ကခ16နဲ့အဓိကအထိုင်ချထားပြီးတော့တရင်း73ရင်းနဲ့ဖြန့်ကျက်ထားတယ်လို့သိရပါဗျ။တစ်ဖက်မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပြင်ဒေသတွင်းတော်လှန်ရေးတပ်တွေနဲ့မဟာမိတ်ပူးပေါင်းတပ်တွေရဲ့လှုပ်ရှားမှုအားကောင်းတဲ့ဒေသလည်းဖြစ်တယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကလေးကရေးတဝဲလမ်းပိုင်းကိုစစ်ကောင်စီကလက်လွတ်ခဲ့ရပြီးတော့တော်လိုင်းရဲ့ပူပေါင်းအဖွဲ့တွေကအပြည့်အဝစိုးမိုးထားတဲ့အတွက်နယ်မြေရှင်းလင်းရေးတွေမလုပ်ဆောင်နိုင်ခဲ့သလိုကုန်းချောင်းကိုလည်းအသုံးမပြုနိုင်ဘဲနဲ့ရေလမ်းကိုသာအားထားခဲ့ရတယ်လို့သိရပါတယ်။ဒါကြောင့်စစ်ကောင်စီအနေနဲ့6လကျော်လက်လွတ်ခဲ့ရတဲ့လမ်းပိုင်းကိုပြန်လည်စိုးမိုးနိုင်ဖို့အတွက် စစ်မှုထမ်းတင်တန်းစင်းတွေရဲ့အင်အားနဲ့ရှီပီးသားအင်အားတွေကိုပူးပေါင်းပြီးတော့အခုလောနယ်နယ်ရှင်းလေးတွေလှုပ်ဆောင်လာတာဖြစ်တယ်လို့သိရပါတယ်။မဟာမိတ်တပ်တွေအနေနဲ့စစ်ကောင်စီတပ်ကိုအမြင့်ဖြတ်ချေမုန်းဖို့အတွက်တန်တိတ်ထန်ချထားပြီးသားဖြစ်တာမို့လို့လက်နက်လူသူအင်အားနဲ့ရရှိလာတဲ့အခွင့်အရေးပေါ်မူတည်ပြီးတော့ဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမယ်လို့နိုင်ငံကားကအသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ